မိုင်းစင်တာရီလီဂျင်လို့စိတ်ကိုအဓိကထားပြီးတော့ရသော်ဘုရားရဲ့တရားတော်တွေမှာဟောတာဖြစ်တော့တချို့ကမြတ်စွာဘုရားရဲ့တရားကို ideal listen လို့ပြောဆိုကြတယ်သို့တော့ ideal listen ရဲ့အဓိပ္ပာယ်ကစိတ်သာအရှိတရားရုပ်ဆိုတာစိတ်ကြောင့်ဖြစ်လာတဲ့အရာသာဖြစ်တယ်ရုပ်ကအရှိတရားမဟုတ်ဘူးစိတ်သာအရှိတရားလို့ပြောမှ ideal listen မြတ်စွာဘုရားကစိတ်လည်းရှိတယ်ရုပ်လည်းရှိတယ်သို့တော့ဥဆောင်နေတာဟာစိတ်ကဥဆောင်နေတာလို့ဒီလိုဆိုလိုတာနဲ့ idealism မဖြစ်ဘူးပေါ့အဲတချို့စံကျင်မဲ့အယူဝါဒ idealism ရဲ့စံကျင်မဲ့အယူဝါဒကတော့ materialism လို့ခေါ်တယ်ရုပ်သာအရှိတရားစိတ်ဆိုတာရုပ်ကနေဖန်တဲ့အရာတစ်ခုသာဖြစ်တယ်အဲ့ဒါလည်းပဲ ဒီဟာလည်းပဲမြတ်စွာဘုရားက ရုပ်တာအရှိဆိုတာကိုလည်းလက်မခံစိတ်နဲ့ရုပ်နှစ်ခုပေါင်းဆက်ပြီးဆိုပါစို့ရုပ်နဲ့နာနှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာလူတွေရဲ့တဏ္ဍာမှာလှုပ်ရှားမှုတွေပျော့ဆုံမှုတွေပြုလုပ်မှုတွေဖြစ်လာစိတ်တတရုပ်တတခွဲခြားထားလိုက်လို့ရှင်နှစ်ခုစလုံးဟာဘာစွမ်းအားမှထွက်မလာဘူးဥပမာပေးထားတာဘာဥပမာပေးထားတော့ဆိုရင် မြန်မာပြည်ရဲ့ tradition အရအသုံးပြုနေကြတဲ့ရုပ်သေးရုပ်ပတ်ဖက်ဆိုရုပ်သေးရုပ်အဲ့ဒီရုပ်သေးရုပ်ဟာကျိုးလှုပ်မှလှုပ်လို့ရတယ်ကျိုးကမလှုပ်ရင်လှုပ်လို့မရကျိုးနဲ့ခြိထားအဲ့တော့အခုခေတ်တော့ battery စွမ်းအားနဲ့လှုပ်တဲ့ရုပ်သေးရုပ်တွေလည်းရှိတာပေါ့နော်အဲ့တော့ကျိုးနဲ့တစ်သားရုပ်နဲ့နှစ်ခုတွဲဆက်ပြီးကျိုးကိုလှုပ်ပေးတဲ့ပုံကိုရှိပါ သူကတယ်အမူအရာမျိုးမျိုးလုံးပြတယ်ဆိုတာဖြစ်လာအဲ့ဒီဥပမာတိုင်းပဲလူတွေမှာစကားပြောတယ်ရည်တယ်ငိုတယ်ဆိုတာတွေဟာစိတ်ဆိုတဲ့ကြိုးကလှုပ်မှာရည်တယ်ငိုတယ်ကတယ်ပြောကြတယ်ဆိုကြတယ်ဆိုတာဖြစ်လာအကယ်၍စိတ်မရှိတော့ဘူးစိတ်ကင်းမဲ့သွားပြီဆိုရင်ကြည့်လေ dead body ကြီးကြတော့စိတ်မှမရှိတော့ဘူး မရှိတော့ထားထားတဲ့အတိုင်းပဲလှုပ်မှမထုံနိုင်ဘူးရုပ်နဲ့စိတ်ကိုရုပ်နဲ့နာမ်ကို separate လုပ်လိုက်တာနဲ့တပြိုင်တည်းစွမ်းအားတွေတခုမှမရှိတော့နှစ်ခုပေါင်းမှစွမ်းအားဒါကဝဲဝိတုဒ္ဓိဘက်မှာရှင်းရှင်းလေးနာမရူပပြိစေတာဒိဋ္ဌိဝိတုဒ္ဓိအခမ်းမှာရူပံနေတိသံရုပ်ဟာဘာပါဝါမှမရှိဘူးတဲ့နာမံနေတိသံ နန္တရားဟာလည်းဘာပါဝါမှမရှိဘူးတဲ့။ရုပ်နဲ့နာနှစ်ခုပေါင်းစပ်မှစွမ်းအားဖြစ်တာတဲ့။ဒါအမြဲတမ်းလက်တွေ့နဲ့လည်းကြားတယ်နော်။လက်တွေ့နဲ့လည်းကြားတယ်။အေးဒါကြောင့်မို့လို့ရုပ်နဲ့နာနှစ်မျိုးရှိတဲ့ထဲမှာရုပ်ကိုဘလောက်ပဲပြင်းပြင်းစိတ်မပြင်းသေးသမျှကာလပတ်လုံးကောင်းကျိုးချမ်းသာရဖို့မဖြစ်ဘူး။